အလုံးမဲမင်္ဂလာပါရှေးဦးစွာဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းလိုပါတယ်ဒီနေ့တော့ကျွန်တော်တို့အတူတကွဖိလိပ္ပိဩဝါဒစာခန်းကြီးနဲ့အငယ်တအားဖြင့်ဆင်ခြင်ဖို့ခေါ်ဖိတ်ခြင်းတယ်ထို့ကြောင့်ခရစ်တော်၌တက်တာခြင်းမေတ္တာနဲ့ဆက်ဆိုင်သောချမ်းသာခြင်းဝိညာဉ်တော်နဲ့မေတ္တာရဖွဲ့ခြင်းတနာဆုံမဲ့ခြင်းဒီဟုသော အရာတစ်စုံတစ်ခုရှိလျင် အငယ်တက်မှာကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့ခရစ်တော်ဤမေတ္တာနဲ့ဆက်ဆိုင်သော ချမ်းသာခြင်းဒီဟူသော အရာတစုံတစ်ခု သင်တို့၌ရှိလျင်ဆိုတဲ့အချက်ကိုတတိပြုရမှာဖြစ်တယ်။ဓမ္မတော်ကြီးရှင်ပေါလုကဖိလိပ္ပိယုံကြည်သူများအထက်ကဘယ်သူက ခရစ်တော်ကို မျက်မြင်ကိုတွေ့ဘသူမှ မမြင်ခဲ့ဘူးတော်လဲပဲသူတို့အားလုံးဟာခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာကိုအနည်းနဲ့အများတွေ့ကြုံ ခံစားခဲ့ဘူးကြတဲ့သူတွေဖြစ်ပါတယ်။ယေရှုလှုပ်ဆောင်ခဲ့တဲ့အမှုတွေအားဖြင့်ဒိုးသခင်ရဲ့ချစ်ချင်းမြတ်တာကိုခံစားခဲ့ရတယ်ဆိုတဲ့အရာကိုပေါလုကကောင်းကောင်းသိပါတယ်။ဆိုတော့ဒီနေ့သူတို့ရဲ့အပြစ်တွေကိုလည်းပဲ ထိုဖျားကခွင့်လွတ်တယ်။သူတို့ရဲ့နှလုံးသားထဲမှာထိုဖျားကကိန်းဝတ်ပြီးတကာလသူတို့ရဲ့ဘဝအသက်တာမှာဝိညာဉ်နာတွေပွင့်ဖို့ရန်အတွက်သူတို့ကို စကားပြောခဲ့တယ်ဆိုတဲ့အရာကိုသူတို့ခန်းစားရတယ်။သူတို့ဘဝမှာအကျက်အတဲတွေတွေ့ကြုံလာရတဲ့အခါမှာလည်းပဲတခင်ဟာသူတို့နဲ့အတူ ရှိတယ်ဆိုတဲ့မျက်မှောက်ပြုခြင်းကိုသူတို့ရဲ့ဘဝအသက်တာမှာအစ်စ်မှန်ခန်းစားခဲ့ရတယ်။သူတို့ရဲ့ဘဝအသက်တာမှာတခင်ကိုမမြင်မတွေ့ခဲ့ကြဘူးဘူး။ဒါပေမဲ့သူတို့အနဲ့အတူ ရှိတယ်ဆိုတဲ့အကြောင်းကိုသူတို့ရဲ့နှလုံးသားထဲမှာခန်းစားခဲ့တယ်။သူတို့ဟာတခင်ရဲ့နှုတ်ထွက်စကားကို မကြားနိုင်တော့ဘူးမကြားရခဲ့ဘူးဒါပေမဲ့သခင်ပြောပြနေတဲ့အရာတွေကိုသူတို့ရဲ့ဝိညာဉ်နာအဖြစ်ကြားနေရတယ်သူတို့ရဲ့ဘဝအသက်တာမှာဖခင်ကို မျက်မှောက်ပြုခြင်းအဖြစ်ထိုဖခင်ရဲ့ဂတိတော်တွေကိုလည်းပဲသူတို့ရဲ့နှလုံးသားထဲမှာသိရှိနားလည်ခန်းစားခဲ့ကြတယ်ဘုရားခင်တို့ကိုဘလောက်ချစ်တယ်ဆိုတဲ့အရာကိုတို့နားလေတယ်ဒါဟာတို့ရဲ့ဘဝအသက်တာအတွက်စစ်မှန်တဲ့နှစ်သိမ့်ခြင်းဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့ မြင်တွေ့ရမှာဖြစ်တယ်။ဒီနေ့ကျွန်တော်တို့ယုံကြည်သူ ရောက်ချင်းစီတိုင်းရဲ့ဘဝအတ္တတာမှာလည်းပဲဒုသခင်ဟာကျွန်တော်ရဲ့နှလုံးသားထဲမှာရှိနေတာဖြစ်ပါတယ်။ကျွန်တော်ဘဝရဲ့မျက်မှောက်ကာလအကျက်အတဲတွေကိုဒုသခင်အားဖြင့်ကျွန်တော်တို့ကအကောင်းဆုံးဖြတ်ကျော်ပြီးတကာလဒုသခင်ဒီကျွန်တော်တို့ဘယ်လိုခံစားနေရလဲ။ဒီအကျက်အတဲတွေကိုဘယ်လိုကြုံလွားရမလဲဆိုတဲ့အရာကိုကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ကအသိဆုံးဖြစ်ပါတယ် ။ဒါကြောင့်ဖိလိပ္ပိယုံကြည်သူ အသင်းသူအသင်းသားများကထိုဘုရားကိုမျက်မှောက်ပြုသူလို့ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာလည်းပဲထိုဘုရားကိုမျက်မှောက်ပြုဖို့ရဲ့အတွက်အားကိုးဖို့ရဲ့အတွက်အင်မတန်မှအရေးကြီးပါတယ်။ဘုရားရဲ့ချစ်ချင်းမေတ္တာကိုဖိလိပ္ပိအသင်းသူအသင်းသားတွေရသလိုကျွန်တော်တို့ရဖို့အရေးကြီးပါတယ်။ခရစ်တော်ရဲ့စကားတော်ကို ကျွန်တော်တို့တက်ရှိတင်ရှားမကြားရတော့ပေမဲ့နှုတ်ကပတ်တော်စကားကိုဒီကနေ့ကျွန်တော်တို့ကြားနေရပြီဖြစ်တယ်။ အဲ့ဒီစကားတွေအပြင်ကျွန်တော်ရဲ့နှလုံးသားထဲမှာတက်တာချင်းကိုရလိမ့်မယ်။ဘုရားပေးတဲ့ဂရိတော်တွေကကျွန်တော်နဲ့အတူရှိတယ်ဆိုတဲ့အရာကိုကျွန်တော်တို့သိရှိထားခြင်းအပြင်လာမယ့်ကြုံတွေ့လာရမယ့်အခက်အခဲတွေကိုလည်းပဲကျွန်တော်တို့ကခွန်အားရှိရှိ ကြော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ခရစ်တော်ကသူ့ရဲ့ယုံကြည်သူများအပေါ်မှာထားရှိတဲ့ချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့သိရှိနားလည်ထားဖို့အရေးကြီးပါတယ်။ ဒါပေမဲ့တခါတလေမှာခရစ်တော်ရဲ့မေတ္တာကိုကျွန်တော်တို့ရဲ့ဘဝအသက်တာမှာခံစား권ရဖို့ရန်အတွက်ပွင့်လင်းမှုမရှိကြဘူး။ဘာကြောင့်လဲ?ခရစ်တော်ရဲ့မေတ္တာကိုကြောခိုင်းထားသောကြောင့်ပဲဖြစ်ပါတယ်။ခရစ်တော်ရဲ့ချစ်ချင်းမေတ္တာနဲ့ကျွန်တော်တို့မထိုက်တန်ဘူးလို့ခံစားခဲ့ရတဲ့အချိန်တွေလည်းပဲရှိကောင်းရှိပါလိမ့်မယ်။ဒါပေမဲ့ခရစ်တော်ရဲ့ချစ်ချင်းမေတ္တာကတော့ အမြဲတမ်းကျွန်တော်တို့ရဲ့အသက်တာမှာစီးဆင်းနေစေစီးဆင်းနေမြဲဖြစ်ပါတယ်ကျွန်တော်တို့လက်မခံပေမဲ့အဲ့ဒီမြစ်တာကြီးကကျွန်တော်တို့ရဲ့ဘဝအသက်တာတဲကိုဝင်ရောက်နေတာဖြစ်တယ်ကျွန်တော်တို့နားမလည်နိုင်တော့လည်းပဲ ထိုဘုရားရဲ့ကျေးဇူးတော်ကကျွန်တော်တို့နဲ့အတူတူ ရှိနေတာဖြစ်ပါတယ်ဒီတော့ဒီဘုရားရဲ့ချစ်ချင်းမြတ်တာက လူသားတိုင်းအတွက်ဖြစ်တယ်ဆိုတဲ့အရာကိုကားတိုင်းတရားအပြင်ကျွန်တော်တို့ နားလည်ရပြီဖြစ်ပါတယ်အဲ့တော့ဘုရားရဲ့မေတ္တာကိုကြောခိုင်းခြင်းအပြင်ကြုံတွေ့လာရတဲ့အခက်အခဲတွေအပေါ်မှာဘုရားပေးတဲ့နှစ်သိမ့်မှုကိုမရကြဘူးဘုရားရဲ့ဂရိတော်ကိုကျွန်တော်တို့မျက်ွယ်ပြုထားခြင်းအပြင်အခက်အခဲတွေတွေ့ကြုံလာရတဲ့အခါမှာရင်မဆိုင်ရဲကြတော့ဘူးဒါကြောင့်ဒီနေ့ကျွန်တော်တို့အယောင်ချင်းစီတိုင်းရဲ့ဘဝအသက်တာထဲမှာဖခင်ရဲ့မေတ္တာတော်ကိုလက်ခံပါဖခင်ရဲ့ဂရုဏာတော်ကို ကျွန်တော်တို့လက်ခံပါဖျားပေးတဲ့ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းနဲ့အတူ ကြုံတွေ့လာရတဲ့အခက်အခဲတွေကိုလည်းပဲအဲ့ဒီဖျားပေးတဲ့ခွန်အားအဲ့ဒီဖျားပေးတဲ့မေတ္တာတွေနဲ့အကောင်းဆုံးကြော်ဖြတ်နိုင်တဲ့ဖျားပေးတဲ့ခွန်အားကိုတရားရာဂိုင်းလုံးအပြည့်အဝရနိုင်တဲ့ယုံကြည်သူများဖြစ်နိုင်ဖို့ရန်အတွက်ဒီနှုတ်ကပတ်တော်လေးအနှဲငယ်အားဖြင့်တိုက်တွန်းခွာပေးရင်ဝင်ကားပါတယ်အားလုံးပေါ်မှာဖျားရှင်ဆက်လက်ကောင်းချီးပေးပါစေ။